ဖြူလို့မဲအနီလို့မဲအဝါလို့မဲအစိမ်းလို့မဲပေါ့နော်အစိမ်းကိုဟိုကျမဒီဟာဟိုပေါ့ sub grade မရှိဘူးအစိမ်းရောင်မရှိတဲ့ကြောင့်ဒီအစိမ်းနုရောင်မဲတုံးထားရပေါ့နော်ဒါပေမဲ့အစိမ်းနုရောင်လေးလည်းလှတယ်ပေါ့နော်ထိုးလိုက်ရင်သူကနေသူအယောင်ဆက်လေးနဲ့လှပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အစိမ်းရောင်ရှိရလို့ကအစိမ်းရောင်နဲ့ထုံးမယ်ပေါ့နော်နောက်တစ်ခုလိုတာက မြချက်နဲ့ကော်နဲ့လိုရယ်ပေါ့နော်ဒါကတော့ဂလူကန်မရှိရယ်လိုရယ်တော့เนาะကျွန်မဂလူကန်အလျက်စစ်ကမရတော့သုံးလို့မရအောင်အဲ့တော့ဂလူကန်မရှိရင်ဒီမီချက်နဲ့ကော်ရဲလို့မယ်ဒီ SI ကတော့2.5ကိုသုံးထားတယ်နောက်ကက်ကြီးလို့မယ်ပြီးတော့ဒီချုပ်အပ်လေးလို့မယ်ပေါ့နော်အခုဒီမှာကဟိုတော့ကြိတ်ထိုးမှဖြစ်တဲ့အကြောင်းကီချင်းကောင်းလေးလို့မယ်ပေါ့နော်ကိုကကီချင်းမလုပ်ချင်ဘူးဒီလိုမျိုးဖုံးကြိတ်လေးပဲလုပ်ချင်နေဆိုရင်တော့ဒီခြီလေးတွေနဲ့နဲ့ထိုးလို့ရတယ်ပေါ့နော်တကယ်လို့ကီချင်းလေးလုပ်ချင်နေဆိုရင်တော့ဒီကီချင်းကောင်းလေးတော့လုပ်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်စတင်ကြရအောင်နော် အဲ့တော့မြန်မာနိုင်ငံအလန်လေးရဲ့အရင်ဆုံးအနီရောင်ကနေစမယ်ပေါ့နော်အနီရောင်ကနေစမယ်ဆိုတော့ချီအနီရောင်ကိုတုံးပြီးတော့ဒါဒီ SI ကို2.5ပါးကြောင့်တုံးတာလေးဆိုရင်လည်းနည်းနည်းပေါ့ပွားလေးဖြစ်ချင်တော့ပေါ့နော်တအားကြီးကျင်ကြတော့အသိအဆင်မပြေဘူးပေါ့နော်အဲ့တော့စပြီးထိုးကြမယ်အစအရင်ဆုံးထိုးဖို့အတွက် slip knot လေးအရင်ဆုံးလုပ်မယ်လုပ်ပြီးပြီလို့ရှိရင်ဒီပေါ့ပွားလေးထိုးမယ်ပေါ့နော်ပေါ့ပွားလေးထိုးမယ်ဆိုလို့ရှိရင်အဲ chain စတဲ့ဘုံထိုးမယ် တဲ့နဲ့တော်လေးငါချောက်ခေါ်ရှေကိုတစ်ဆယ်စတဲ့စနစ်စတောเนาะအဲ့လိုမျိုးစတောခုထိုးပြီးသားရဆိုလို့ရှိရင်ဒီဘက်ကိုပြန်ငန်လိုက်မယ်ပုံမှန်တိုင်းဆိုလို့ရှိရင်တော့မလှန်ဘူးပေါ့เนาะဒီဘေးနာအပောက်ကနေထိုးသွားရဲဒါပေမဲ့ အဲဒီမှာကကြတက်တက်ရဲလေးရကြတာဖြစ်တဲ့ကြောင့်လှန်လိုက်မယ်เนาะဒီလိုလေးလှန်ပြီးလို့ရှင်ဒီနားမှာဖုနေတဲ့အဟာလေးတွေရှိရလीเนาะထိုးလာအထိုးခဲ့တဲ့အရာဖုနေတဲ့အဟာလေးရှိရအဲ့ဒီအခုလေးတွေကိုလိုက်ပြီးတော့ထိုးမှာပေါ့เนาะအဲ့တော့ဘယ်နှခုရမလဲဆိုရင် တိုင်လို့12ခုရပါမယ်เนาะအဲ့တော့တင်းနှစ်စားထိုးကြရအောင်ဒါဆိုရင်နှစ်ခုတိုင်လို့နှစ်ခုတိုင်လို့၃ခု sorry ဟိုတေချာမြင်ရလားမသိဘူးเนาะဒီအဖုဒီအဖုလေးတွေလीး ဒီဒီဒီအဖုလေးတွေကိုလိုက်ထုံးမှာနော်။ဘာလို့လဲဆိုတော့အဲ့ဒါမှသာဒီဘက်ဒီဘက်မှာဒီညနေပြင်လေးညီညီလေးထွက်မှာပေါ့နော်။အဲ့ဒါကြောင့်ပေါ့။ခါတိုင်းဟိုလိုမျိုးထုတ်လိုက်ရဟိုလိုမျိုးကကြတော့အိမ်မလှဘူးလို့ခံစားရတယ်ပေါ့နော်။ဘာပြီးတော့တခုရှိတယ်ကျွန်မကဒီချီကိုင်အက်ကင်လို့ရှင်ဒီအောက်ကနေမကင်တဲ့ပေါ့နော်ဒီအပေါ်ကနေပဲကင်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အဲနည်းနည်းလေးတိခတ်ပြီးတော့ချီပြီးပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှင်ခုနကထိုးပဲဘလို့ဆိုနှစ်လေးလေးခုလေးတန်းရှိသွားပြီပေါ့နော်တိုင်တူလေးလေးခုရှိသွားပြီလို့ရှင်ငါးခုပြီးရင်ဒီအဖူလေးတွေနဲ့လိုက်ထိုးမယ်နော်6ခု ပြီးရင်ခုနှစ်ခုပြီးရင်ရှေ့အဲ့လိုလန်သွားတတ်တယ်နော်ခူးဆိုင်ပါသူကလည်းသူကို10 set เดนောက်ဆုံးတစ်ခုကျန်နေပါတော့เนาะ7ဟုတ်ပြီအဲ့ဆိုလို့ရှင်ပထမအတန်းပြီးသွားပြီပါเนาะ အဲဒီမှာညီညီညာညာလေးနော်သူရဲ့ဒီမျက်နှာပြင်လေးအောက်ခြေမျက်နှာပြင်လေးလည်းညီရဲ့ဒီအပွားဟာလေးလည်းညီရဲ့အဲ့လိုမျိုးဖြစ်ချင်လို့ပေါ့နော်အဲ့လိုလှန်ပြီးတော့ထိုးလိုက်တာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီအနီရောင်အတန်းနှစ်တန်းထိုးပေးရမှာပေါ့နော်အဲ့တော့နောက်တစ်တန်းတက်ဖို့အတွက်ဖုံးမီတစ်ခုကျစ်လိုက်မယ်ပြီးလို့ရှိရင်ပြန်ပြီးတော့လှည့်မယ်လှည့်ပြီးရင်အဲ့ဒီတပောက်ကိုတစ်တိုင်းစီနဲ့ဆက်နှစ်တိုင်းပဲတိုင်းလို့ဆက်နှစ်တိုင်းပဲထိုးသွားမယ်ပေါ့နော်အဲ့တော့ဒီနဲ့တော့လေးငါ 6ခေါင်ရှင်းကိုတဆင်17ဆက်တဲ့အဲ့တော့12ခုရောက်ခဏနေကြရင်ချီအောင်ချင်းရမှာအဲ့တော့ဘာအောင်ချင်းလဲဆိုအစင်းအောင်ချင်းရမှာပေါ့နော်အစင်းအောင်ချင်းရမယ်ဆိုတော့ကအဲ့တော့ဒီနောက်ဆုံး sorry အဲ့တော့ဒီနောက်ဆုံးနောက်ဆုံးအပောက်ကိုယူမယ်ပေါ့နော်ချီကိုအနီအောင်ယူမယ်ယူပြီးလို့ရှိရင်နောက်ထပ်ချီထိုက်မယ်အဲ့ဒီရောင်ကကျတော့အစိမ်းရောင်ဖြစ်မယ်ပေါ့နော် sorry အဲ့တော့အစိမ်းရောင်ကိုလည်းဒီမှာပေါ့နော်ဒီလောက်လောက်လေးချမ်းယူမယ်ယူပြီးလို့ရှိရင်ဒီထဲကိုတွတ်လိုက်မယ်နော် sorry ချီရချီကျန်ကျန်ရင်းလေးအဲ့တော့ဒီမှာတော့အပ်ပေါ်ကိုအနီအောင်နှစ်ခွတဲတဲပြီးအစိမ်းရောင်ဆွဲယူမယ် ဆက်ရောက်ဆွဲယူပြီးပြီဆိုလို့ရှိရင်ခုံမီးတစ်ခုတက်ထားအဲအဲ့ဒါပြီးလှည့်ပြန်လှည့်အဲ့လိုလှည့်တဲ့အခါကျလို့ရှိရင်ဒီအနီရောင်လေးကိုလည်းနည်းနည်းလေးခြံပြီးတော့ဖြတ်ခဲ့မယ်ပေါ့နော်ကကြီးနဲ့ဘလောက်လောက်ဖြတ်ရဘလောက်လောက်ခြံမလဲဆိုဒီလောက်လောက်ပဲနော်နည်းနည်းလေးပဲခြံခဲ့ဒါညဝိုင်းကိုဘက်က miss ဖြစ်သွားတယ်ဟုတ်ပြီအဲ့တော့ဒီဘက်ကိုပြန်လှည့်မယ်လှည့်ပြီးလှည့်ပြီးလို့ရှိရင်12တန်တိုင်းလို့12ခုပဲထိုးမယ်ပေါ့နော်ထုံးစံအတိုင်းအဲ့တော့ ခုတမှာနော်တခုနှစ်ခုအဲ့မှာခြေအနီအောင်ကိုလက်သိမ်းခဲ့မယ်နော်အနီအောင်နဲ့အစိမ်းအောင်လောက်ခါရတဲ့ sorry အနီအောင်ကဒီမှာကြံခဲ့တာအဲ့တော့ပြန်သိမ်းမယ်နော်အဲ့တော့အနီအောင်ကိုပါသိမ်းခဲ့မယ်ဆိုတော့နော်ပြန်ဖြတ်လိုက်ပြီဟုတ်ပြီအဲ့တော့ဒီလိုဒီလိုပါနော်ဒီလိုလောက်ပြီးပြီဆိုလို့ရှိရင်အခုဒီမှာအနီအောင်လေးနည်းနည်းလေးကြံခဲ့ပါနော်အဲအဲ့အနီအောင်လေး ဒီမှာအစိမ်းကိုဖူမိတစ်ခုတက်မယ်တက်ပြီးလို့ရှိရင်ဒီအနီးရောင်ကိုပါဆွဲယူခဲ့နော်ဆွဲယူပြီးတော့ဒီမှာအနီးနဲ့အစိမ်းကိုတစ်ခါတည်းတင်ခဲ့မယ်အဲ့ဒါမှတသက်ရဲ့ပြင်ပါမယ်အဲ့တော့ဒီမှာဒီဒီအတန်းလေးပေါ့နော်တပောက်ကိုတစ်ထိုင်စီထိုးပါမယ်တဲ့အဲ့မှာအနီးရောအစိမ်းရောတစ်ခါတည်းထိုးပေးမယ်နော်အဲ့တော့တစ်ခါတည်းတင်ပြီးတော့ထိုးထားထိုးခဲ့မယ်နှစ်ဒီမှာနော်တော့အနီးရောအစိမ်းရောတုံးခဲ့မယ်တင်ခဲ့မယ်လေးအပြင် င်းရှိရဆိုင်ချက်တော့ငါအပြင်6အစိုက်ရလေးနည်းနည်းလေးရင့်ပိုးလှမယ်နော်ခေါင်းမနော်အစိုက်ရအနီရောတစ်ခါတည်းသိမ့်ခဲ့မယ်ရှစ်ဟုတ်ပြီအော်အနီရောပြက်ကျန်သွားရပြီအဲ့ဆိုအစိုက်ကိုပဲသိမ့်တော့9 10 7အပြင်8 9 10 11 12 13 14 15 16 17 18 19 20 32ရမှာเนาะအဲ့တော့ဒီလိုမျိုးလေးဖြစ်သွားမယ်เนาะဒါကကြတော့အလှဘက်ခေါ်မှာပါเนาะမလှတဲ့ဘက်ကဒီမှာတို့လားဒီလိုမျိုးလေးကျန်နေရှိရဟုတ်ပြီအဲ့တော့ဒီအစိမ်းအောင်ကြတော့သူကဘယ်နဲ့တန်းတော့မလဲဆိုရင်၃နန်းထိုးပေးရမှာပေါ့เนาะ၃နန်းအဲ့တော့နောက်တစ်ချက်တစ်ခုတော့ဖုန်ကြီးတစ်ခုတက်မယ်ပြင်ပြန်လှည့်ခဲ့မယ်ပြီးရင်ဒီအပေါက်ထဲမှာပါเนาะဒီမှာတော့တင်းစရာချင်းမရှိတော့အောင်နောက်တန်းလွတ်လွတ်ကျွတ်ကျွတ်ထိုးရအတင်းနဲ့၃၄နာ6 7 8 9 10 ခေါရှေကောတဆေအဘေစတေ sorry not ပြန်ဖြတ်ပြန်ပြန်ထိုးလိုက်မချီရလေချီပလိုင်းနေရသူကဟိုဖြစ်နေကျွတ်တက်လို့ငိုကြံခဲ့တယ်เนาะအဲ့တော့စတေအဘေနောက်ဆုံးပောက်ထဲမှာ စနဲ့ဟုတ်ပြီအဲ့ဆိုရင်အစိမ့်တန်းလည်းပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးဖြစ်နေဟုတ်ပြီနောက်ထပ်တန်းတက်ဖို့အတွက်ပုံမီးတစ်ချက်ထိုးပြီးရင်ဒီဘက်ကိုလည်းအဲ့လိုပဲ12ခါထိုးပေးမယ်ပေါ့နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 sorry sorry ဆက်နေမှာဗောနော်ချီအယောင်ချင်းရတာမှာအဲ့တော့ဟိုအဝါယောင်ကိုချင်းမယ်အဝါယောင်ချင်းရင်လည်းခုနကအနီယောင်ချင်းတော့ရလို့ဗောနော်ဒီဒီဟိုဘောမှာအပ်ပေါ်မှာအစမ်းယောင်ချင်းနှစ်ခုတင်တင်ပြီးရင်အဝါကိုဆွဲရတာမဆွဲရင်ဖုန်းမီတစ်ခုချစ်ခဲ့ချစ်ပြီလို့ရှင်ဒီအစမ်းယောင်နည်းနည်းလောက်ဖြတ်ခဲ့ဒီလောက်လောက်လေးပဲအဲ့ဒီအစိမ်းအောင်ချီစားပါတိမ်ပြထိုးမယ်ပေါ့နော်အဲ့တော့အခုဒီအဝါကိုကြက်နှစ်တန်းထိုးပေးရမယ်နော်အစိမ်းအောင်၃တန်းမှတ်ထားမယ်နော်အဲ့တော့အလုံးမ9တန်းရှိရအောင်နဲ့ဒီ7ရှိမယ်ပေါ့နော် တဲ့ဒီမှာနော်တခါတည်းသိမ့်ခဲ့မယ်စိမ့်ချီရောအဝါကျော်နဲ့သူလဲ၁၂ခုပဲထူရမယ်တော့၄၅ဒီမှာပက်တန်လေးလည်းရေးပြထားမှာဆိုတော့ဟိုနှားရတော့အကြောင်းရှိပါတော့လွယ်လဲလွယ်6ခ7 8 9 10 တဲ့ဆက်နဲ့ကျွန်တော်တစ်ချက်ပြင်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ဒါအလှဘက်ကိုသွားမယ်အလှဘက်ကဒီဘက်ပေါ့နော်ဒီဟာလေးတွေကလည်းလည်းပြန် ပြီးညှိလို့ရခေးဆောင်ပြအောက်ကိုနောက်နောက်တန်းထိုးဖို့အတွက်ဖုန်ကြီးတစ်ချက်တက်မယ်ပြီးရင်ဆက်နှစ်တန်းပဲထိုးခဲ့မယ်နော်တဲ့နဲ့တော့လေးမှာချခွန် ဲ့ကိုတက်ဆဲ7စနစ်အဲဒါဆိုရင်တော့ဒါပုံမှန်ဆိုရင်တော့ပြီးပြီပေါ့နော်အစိမ်းဝါညီပြီးပါပြီအနာတက်လိုက်ညီမယ်အနာတက်လိုက်ညီဖို့အတွက်ကနည်းနည်းလေးခတ်တယ်ပေါ့နော်အဓိကခတ်တာဘာလို့ဆိုချီရောင်နေချင်းရတာခတ်တယ်ပြီးတော့အဲ့လိုမျိုးချီရောင်နေချင်းတဲ့ခါကျတော့တက်မရက်တွေထွက်တယ်ပေါ့အဲ့ဒါကြောင့်ဟုတ်ပြီအဲ့ဆိုလို့ရှင်ဒီထိရောက်ပြီနော်ဒီထိရောက်ပုံရဲဟာလေးနှိမ့်တော့အရင်ကကြည့်ရအောင် ဟုတ်ပြီအဲ့တော့ဒီအဆင့်ကိုရောက်ပြီပေါ့နော်ကဲအဲ့ဆိုလို့ရှင်နားတက်မယ်နားတက်ဖို့အတွက်ကျတော့သူ့နေရာနဲ့သူတက်ပေးရမယ်ပေါ့နော်အဆင့်ရအဆင့်ရအဝါဝန်နဲ့အနည်းအနည်းအဲ့လိုမျိုးလုပ်ဖို့အတွက်ပေါ့နည်းနည်းလေးနည်းနည်းလေးပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့အဲကွန်ပျူတာချက်ထိုးမယ်ထိုးပြီးရင်ဒီအပေါက်ထဲမှာနော်နောက်လဲဆိုတော့နှစ်တန်းအဲ့ကွန်ပျူတာချက်ကဒီတန်းစားနောက်တန်းနောက်တန်းကကျတော့ဒီတန်းစားအဲ့လိုထိုးအမှထိုးပြီးချီအောင်ချင်းရအောင်နော်။အားရောင်ချင်းနဲ့ဆိုရင်ဒီနေ့ကရအစိမ်းအောင်ချင်းလေးရအောင် ဆင်းရောင်ချင်းပြရမယ်ဆိုတော့အဆင်းရောင်ကြီးလိုက်မယ်ယူပြီးလို့ရှင်ရင်အမရေးထားတဲ့ပတ်တန်ကတော့အတူတူပဲเนาะအယောင်လေးတွေလိုက်ချင်းရပါပဲရှင်အယောင်လေးတွေချင်းနေတယ်မှာနည်းနည်းလေးတတိထားပါတသက်ရဲလေးဖြစ်အောင်ကဲဟုတ်ပြီအဲ့တော့ဒီကောင်ကဒီဘက်မှာတစ်ချက်ထိုးပြီးအဲ့တော့ဒီဘက်ကချီအောင်ချင်းနာနေဆိုတော့ဘုံမီတစ်ခုရအဲ့တော့သူက၃နှမ်းရှိမယ်၃နှမ်းဆိုတော့ဒီအပေါ်ကအတန်းလေးရလဲအပေါ်ကခုံကြီးလေးရလဲ၃ခုရှိအောင်အဲ့တော့အဝါလေးကိုပါယူပြနော်အဝါလေးကနာတတ်တဲ့ဟုတ်ပြီအဲ့တော့ တစ်ခုပြီးရင်ဒီနားလေးမှာနောက်ခုအပူပြီးရင်နောက်ဆုံးဒီနားလေးမှာသုံးခုအဲအဲ့နေရာရောက်ရင်နီအောင်ချင်းရအောင်နော်အနီအောင်ချင်းဖို့အတွက်ဆိုရင်ဒီအဝါရောင်ပတ်ကြီးနဲ့ညှက်ခဲ့ဘာလို့လဲဆိုဟိုဘက်ကိုလိုက်သွားရင်အဲ့ဒါမတတ်မရက်တွေဖြစ်ကုန်နော်အဲ့တော့အနီအောင်ချဲရမယ်ဆိုတော့အနီအောင်ယူလိုက်မယ်ယူပြီးရင်နော်ဒီပေါ်မှာနှစ်တန်းတင်တယ်နော်အဲ့နှစ်တန်းတင်ကြအောင်မအနီအောင်လေးဆွဲလိုက် ခြေရောင်လေးရတာခုနကလည်းအချင်းကြီးဆိုတော့ဘယ်တော့လဲပါနော်ဒီချာလေးလိုက်လို့ရှိဟုတ်ပြီအားပြီးလို့ရှင်အခုဒီညီအညီရောင်နှစ်တန်းဆွဲတဲ့ကြောင့်အခုထိုးရမယ်အဲ့မှာဒီမှာဒီနားလေးစုပုံတာနော်အဲ့စုပုံနေတဲ့ဟာကိုအကုန်လုံးမထိုးပြီးကက်ကြီးနဲ့ဖြည့်ဖြည့်ကတ်တွေလောက်ရမှာဆိုတဲ့ကြောင့်တစ်ခုစားလောက်ပဲထိုးမယ်တစ်ခုစားလောက်ပဲတင်ရပြီးအညီရောင်တစ်ခုအတွက်တစ်ခုထိုးဟုတ်ပြီအပြော်ဒီအထောင်ဆုံးအပေါက်ရှိတယ်အဲ့ဒီအထောင်ဆုံးအပေါက်ထဲမှာ၃ခုထိုးရမယ်နော်တစ်ပေါက်ထဲမှာတိုင်လို၃ခုထိုးမယ်အဲ့တော့စထိုးပြီနော်တဲ့ ဒီပေါက်ထဲမှာပဲနော်အမချီအနက်အနီရောင်လေးလည်းတင်ခဲ့မှာနှစ်ပြီးရင်ဒီပေါက်ထဲမှာပဲနော်တတဒီပေါက်ထဲမှာတိုင်တို့သုံးခုထိုးမယ်သုံးခုဟုတ်ပြီအဲ့ဒါပြီးလို့ရှိရင်ဒီဘက်ကို10ခုထိုးမယ်နော်အဲ့လို၁၀ခုထိုးခိုင်းတယ်လဲဆိုရင်ဒီဘက်မှာတစ်ခုနေရာယူလိုက်တဲ့အတွက်ကြောင့်အဲ့ဒီတစ်ခုကသွားပြီးထဲမတွေ့တော့ဒီဘက်ထောင်ဆုံးမှာလည်းတစ်ခုနေရာယူမယ်အဲ့တော့အရင်ဆုံးရှိတာအားလုံးက၁၂ခုရှိရတယ်အဲ့တော့ဒီဘက်တစ်ခုဒီဘက်တစ်ခုယူလိုက်တော့ အဲ့နှစ်ခုကပြုတ်ဒီဘက်ကဒီ acid 10တန်းကိုပဲအေးဆေးလေးလို့ကြွထိုးပေးမယ်နော်အဲ့တော့အနီရောင်လေးပဲထိုးသွားမယ်စာရည်ပြီနော်တက်အဲ့ပေါ်မှာပတ်တန်လေးလက်ပြထားဆိုတော့မမတော့မမပါဘောနော်နှစ်နော်ဒီအပေါက်လေးတွေရရအောင်ထိုးမယ်နော်အဲ့ဒါမှပက်ရဖြစ်မှာတော့လေးငါ ဒီအပေါက်ထဲတွေဗီဒီယိုထိုးမယ်နော်6ခ7ကိုအပြော့30ပတ်တီပဲနော်ဘာလို့လဲဆိုတော့ဒီတောင်စောအပေါက်မှာက3ခုထိုးရမှာဆွဲတဲ့ကြောင်းလေဒီအဲ့တော့ထောင်စောပေါက်ကြီးရောက်ပြီဆိုတော့ဒီမှာနော်သူ့ရဲ့ထောင်လေးရဲ့ဒီမှာအဲ့ထောင်ထဲမှာ3ပေါက်ထုံးမယ်။အော် sorry 3ခုထုံးမယ်။1 2 3 နှစ်ခုတောင်းဖို့အပြင်အနီးရဲ့တက်တန်းတစ်ခုရှိသေးရဆိုတော့တစ်ခုထိုးဖို့အတွက်နောက်တစ်ခုချီအောင်ချိန်မယ်ဘာအောင်ချိန်မလဲဆိုတော့အစိမ်းအောင်ချိန်မယ်အဲ့တော့ခုနကချိန်ကြတာအစိမ်းအောင်ဖြတ်ခဲ့ဖြတ်ပြီးတော့ဒီမှာအနီးအောင်နေအောင်နေပြီးအစိမ်းအောင်သွားချိန်မယ်နော်အနီးကိုချီအောင်ချိန်တာတော့အရှိမလဲပြောခဲ့ပြီးသားဆိုတော့မပြောတော့ဘူးဒီဗီဒီယိုလေးတိုင်ပဲကြည့်လိုက်ပါတော့ဟုတ်ပြီအပြင်ဒီနာဒီနာမှာနော်အစိမ်းအောင်ကအနီးအောင်ရောတိမ့်မယ်အစိမ်းအောင်ကသူ့ရဲ့တက်တန်း၃ခုရှိရနော်အဲ့ နဲ့ဟုတ်ပြီနောက်ဆုံးတစ်ပေါက်စိမ်းရောင်ကချီချင်းရမယ်ဘာရောင်ချင်းရမလဲဆိုရင်အဝါရောင်ချင်းရမှာပေါ့နော်အဲ့တော့အဝါရောင်လေးယူလိုက်မယ်ယူပြီးရင်ဒီမှာเนาะဒီအပ်ပေါ်မှာစိမ်းသုံးခုတင်တယ်အဲ့ဒါကိုမှအဝါရောင်လေးယူမယ်ပြီးလို့ရှင်ဒီမှာအဝါရောင်ရဲ့တက်တန်းနှစ်ခုဖြစ်ရမယ်เนาะနှစ်ခုဖြစ်ရမယ်ဆိုတော့အခုဒီမှာတစ်ခုထိုးပြီးပြီးပြီးရင်ဒေါင်းဆုံးအပေါက်ကိုထိုးမယ်ဒီမှာသူ့ရဲ့ဒေါင်းအပေါက်ကဒီနားမှာရှိလိမ့်မယ်เนาะဒီမှာဒီမှာအဲအဲ့အဲ့ဒေါင်းအပေါက်လေးထဲမှာဘယ်နှစ်ခုထိုးမလဲဆိုရင်၃ခုထိုးမယ်ထုံးစံတိုင်း ဒီတပောက်ထဲမှာ3တိုင်းနဲ့တော့ဟုတ်ပြီเนาะအလိုမျိုးလေးရသွားပြီဆိုလို့ရှိရင်ဒီဘက်ကို10ခုထိုးခဲ့မယ်တိုင်းတို့10က1နဲ့တော့4 5 6 7 8 9 10 30ရပြီပေါ့နော်30ရပြီဆိုလို့ရှိရင်ဒီတောင်စုံပေါက်လေးမှာ3နိုင်ထုံးမယ်တပေါက်ထဲမှာ3နိုင်တင်းနဲတော့ okay အာရပြီလို့ရှိရင်ဒီဘေးနားမှာအဝါတက်တန်းတစ်ခုရှိပြီအဲအဲ့ဒီအဲ့ဒီကျန်တဲ့ဟာကို slit stick နော်ရှက်ကော်လေးဆက်လိုက်ဆက်ပြီလို့ရှိရင်ဖြတ်လိုက်မယ်နော်ချီဖြတ်လိုက်မယ်ဟမ်အဲ့ဒါဆိုလို့ရှိရင်ဒါရသွားပြီအဲ့ဒါပြီလို့ရှိရင်နည်းနည်းလေးအချောတက်မယ်ပေါ့နော်အခုဒီမှာဆိုရင်သူ့နေရာနဲ့သူဖြစ်သွားပြီနော်အစိမ်းအစိမ်းနေရာအဝါအဝါနေရာအနီးအနီးနေရာနော်ကကြီးက စမကတ်ကြီးတိတ်မပြတ်လို့မဟုတ်ဟုတ်ပြီအဲ့ဒါပြီးရင်နည်းနည်းလေးလက်လေးနဲ့ဖိပြီးဒါကကြတော့မလှဘက်ပေါ့နော်ဒါကကြတော့အလှဘက်နော်အလှဘက်မှာတော့ဒီမှာနည်းနည်းလေးထင်းနေတယ်နော်အဲ့ဒါလေးဖြတ်နိုင်ရင်တော့ပိုကောင်းတယ်ဒါပေမဲ့တိတ်တော့မတိတာပါဘူးနော်မတိတာရင်တော့မဖြတ်ခဲနဲ့နော်အကုန်လုံးခွာဖြစ်မှာဆိုတော့ဒီမှာဆိုရင်နော်သူ့နေရာနဲ့သူအဝါအဝါအနည်းအနည်းအစိမ်းအစိမ်းပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးနောက်ထပ်တပြားထိုးမယ်သူကဘာလို့လဲဆိုတော့လေ ဒီဒီဒီဘက်နဲ့ဒီဘက်နဲ့ကိုသူကနှစ်ခုကတ်တာပေါ့နော်အဲ့ဒါကြောင့်မို့ကိုကတကယ်လို့ကလစ်လေးပဲထိုးမယ်ဆိုလို့ရှိရင်ဒီတပြားနဲ့ပြီးသွားဒါပေမဲ့ကလစ်ကြီးကြအရင်ကြီးရတာမြန်မာနိုင်ငံအလံအလံဆိုတော့လေအဓိက kitchen လေးလောက်တာပို့ပြီးအစင်းဟုတ်ပြီနော်အဲ့တော့ဒီပုံစံဒီ pattern တိုင်းပဲနောက်ထပ်တစ်ခုဒီလိုပုံစံမျိုးရအောင်ထိုးမယ်နော်အဲ့ဒါပြီးရင်ကျွန်မထပ်ပြပေးမယ်နော်ဒါဆိုရင်ဒီနှစ်ဖက်ပြီးသွားပြီပေါ့နော်နှစ်ဖက်လည်းပြီးသွားပြီနောက်တစ်ခုကကတိနဲ့လည်းညှက်ပြီးအစလေးတိမ့်ပြီးပေါ့နော်နောက်တစ်ခုဘာလုပ်လို့ဆိုချုပ်ဖို့ပဲကြံတော့ဒါလေးတွေလည်းအချောမတက်သေးဘူးပေါ့နော်အဲ့တော့ချုပ်တာနောက်မှချုပ်ပြမယ်အခုအပေါ်ကဒီ ဟိုထိုးမယ်ပေါ့နော်ကျဲလေးထိုးမယ်ကျဲလေးထိုးဖို့အတွက်အဖြူရောင်လိုရပေါ့နော်အခုဒီမှာဆိုရင်ဒါတွေကအလှဘက်တွေပေါ့နော်ဒီမှာဒီဘက်တွေကဒီမှာချုပ်ရည်ဟိုဟာတွေနဲ့အမလှဘက်ပေါ့နော်ဒါတွေကမလှဘက်နော်မလှဘက်ကတော့လှနေတယ်အဲ့တော့ဟုတ်ပြီဒီလိုမျိုးကတ်ပေါ့နော်ကြောချင်းကတ်ရတဲ့ကတ်ဟုတ်ပြီအဲ့ဒါကပြကြမှာကတ်ပြန်တယ်အခုကထိုးပြမယ်ဆိုရင်ကျဲလေးထိုးမယ်ပေါ့နော်ကျဲလေးကလွယ်လွယ်လေးပါနော်အဲ့တော့အဖြူရောင်ချီလေးကိုယူမယ်ယူပြီးလို့ရှိရင်ဘက်ဂျက်ရင်းလေးလောက်မယ်ပေါ့နော် က်ချင်ရင်းနဲ့လုပ်ပြီးအဲ့မက်ချင်ရင်းနဲ့မှာတိုင်လိုလေးဟောအခုဒီမှာနော်ဖုန်းကြီးတစ်ချက်ထိုးထိုးပြီးလို့ရှိရင်အဲ့ထဲမှာတိုင်လို၅ခုထိုးမယ်ပေါ့နော်ပုံမှန်ဆိုရင်မက်ချင်ရင်းက6ခုထိုးရမှာဒီမှာ၅ခုထိုးပါမယ်တဲ့ဂျယ်လီက6တော့အဲဂျယ်လီက5ခုဆိုလေတဲ့နှစ်နော်တော့လေးမာ sorry ချောင်းဖြစ်သွား ိုတော့ငါးခုပြည့်သွားငါးခုပြည့်သွားရင်ဒါလေးကိုဥလိုဆွဲလိုက်မယ်နော်ဆွဲလိုက်ပြီးငါ့ကိုပြည့်တယ်တင်းမတော်မှာဟုတ်တပြည့်ပါအဲ့တော့ငါ့ကိုပြည့်ပြီးရင်ကျိုးလေးဆွဲပြီးတော့ဒီပထမဦးဆုံးနော်ပထမဦးဆုံးထိုးခဲ့တဲ့ဒီဖုန်ကြီးအပေါက်လေးကိုတော့ပြောဆလစ်စစ်စပ်မယ်ပေါ့နော်ရှက်ကော်လေးစပ်ပါမယ်တော့ကြက်သွားတော့လေးအတောင်ထိုးမရတော့ဖြစ်တယ်အဲ့တော့ဒီမှာနော်ဆလစ်စစ်ရှက်ကော်လေးစက်မယ်စက်ပြီးလို့ရှိရင်အပေါ်ကိုဖုန်ကြီး ဖုန်ကြီးတုံးကိုတက်မယ်ပေါ့နော်1 2 3အဲ sorry sorry ချီရကြံခဲ့တုံးကိုတက်မယ်တက်ပြီပြီတက်ပြီရှင်တက်ပြီလို့ရှင်ဘာလို့လဲဆိုတော့ဒီပထမဦးဆုံးပေါ့နော်ဒီဘီနာကက်ရဲ့အပေါ့ကို SLS ဒီဆက်နော်ဒီမှာဒီဘီနာအကက်ရဲ့နော်ဖုန်ကြီးတုံးကိုထိုးရပြီးနောက်ကက်ရက်ကို SLSD ဆိုတော့ slit stick ပေါ့နော် slit stick လေးဆက်မယ်အဲ့လို slit stick ဆက်တဲ့အခါနည်းနည်းလေးဒီချက်ကြီးဆိုင်ပေါ့နော်ဘာလို့လဲဆိုတော့ အဲ့နဲ့ချီနေရောပြီးကျန်ခဲ့ပါဆိုတော့အဲ့ပြီးသူဘီနာအပေါက်ကိုကျတော့တိုင်လိုလေးထိုးမယ်ပေါ့နော် 1h ထိုးမယ် 1h ဆိုရင်သူ့ရဲ့ဘီနာတွေမှာဒီဒီဒီနာအပေါက်နော်အဲ့ဒီအပေါက်နာရောက်တဲ့အခါကျလို့ရှိရင် SLSD ပြန်ဆက်မယ်နော်သူကအဆုံးသတ်တာပေါ့ SLSD လေးဆက်မယ်ယူလိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်တခုပြီးသွားပြီနောက်တစ်ခုတက်ဖို့အတွက်ဖုံပြီး၃ချက်ထိုးမယ်1နဲ့3ပြီးလို့ရှိရင်ဒီမှာဘီနာက SLSD SLSD လေးဆက်မယ်ပြီးလို့ရှိရင်သူ့ရဲ့ဘီနာအပေါက်ကို၃ဆန်တိုင်း တိုင်းလိုလေးတစ်ချက်ထိုးမယ်ပြီးရင်ဒီဘီနာအပေါက်ကလေးကိုဆက်စပ်နဲ့ SD ပြန်ဆက်မယ်အဆုံးတက်မယ်နော်ဒါဆိုရင်နှစ်ခုဖြစ်ပါပြီနောက်တစ်ခုလည်းအလိုပဲပုံမီသုံးချက်တက်မယ်10 2 3ပြီးရင်ဒီဘီနာလက်ရက်အပေါက်ကို SLSD ဆက်မယ်အဲ SLSD ဆက်တာနည်းနည်းလောက်ဝင်တယ်နော်ဘာလို့လဲဆိုတော့ချီကြံခဲ့တက်လို့လေ sorry အဲ့ဒါဆိုပြန်လောက်ပြမယ်နော်အဲ့တော့ပုံမီတစ်ချက်တို့ပြီးနှစ်ချက်သုံးချက် ပြီးရင်ဒီဘီနာဘောက်နော်ချီလေးတစ်ခါတယ်ဆွဲယူပေးမယ်ဟုတ်ပြီအဲ့ဒါလည်း SD ဆွဲမယ်ပြီးရင်ဘီနာအတိုင်းတော့လေးချက်ထုတ်မယ်ပြီးရင်ဒီဘီနာအပောက်ကိုကျတော့အဆုံးတက်လိုက်မယ်အဲ့ဒါလည်း SD နဲ့ပဲအဆုံးတက်လိုက်မယ်အဲ့ဆိုရင်တခုတုံးခုရပါပြီဗောနော်ချီလေးတုံးခုရအောင်နောက်တစ်ခုလည်းတင်းနဲ့တော့အဲ့လိုမျိုးလုပ်မယ်ဘီနာကဒီအပောက်လေးတွေကို SLSD ဆက်မယ်ပြီးရင်ဒီဘီနာဟာဒီအပောက်ကိုကျတော့တိုင်တော့လေးထုတ်မယ်ပြီးလို့ရှိရင်ဒီနာအပောက်ကိုနော်ဆိုရင်ဒီနာအပောက်ဒီနာအပောက် နားပါကိုကျွန်တော်အဆုံးတက်လိုက်မယ်ဆုံးတက်ပြီးဆိုဘယ်နှခုရှိလဲလေးခုရှိနောက်ဆုံးတစ်ခုပေါ့နော်တင်းနဲ့တော့နောက်ဆုံးတစ်ခုလည်းအလိုပဲဖုန်ပြီးသုံးခုတက်မယ်ဒီဘီနာအပေါက်လေးကို SLS ဒီဆက်မယ်ပြီးရင်ဒီဘီနာအပေါက်လေးကိုအဲတိုင်တူလေးထိုးမယ်ပြီးလို့ရှိရင်ဒီဘီနာအပေါက်လေးတဲ့ကိုနော်သူနဲ့ကက်ရဲ့အပေါက်လေးတဲ့ကို SLS ဒီဆက်လိုက်မယ်ဆိုရင်ဖြင့်ကျဲလေးပြီးသွားပြီပေါ့နော်ကျဲလေးပြီးသွားရင်ဖက်ကြီးလေးနဲ့ညက်ညက်ပြီးရင်ခါရဲဆွဲထိုးပြီးကျဲလေးကိုလိုက်ညှိမယ်ဘယ်လိုညှိမလဲဆိုတော့သူက သူ့ရဲ့ဒီဟာလေးရမညီဘူးလေအဲ့ဒါကြောင့်မလို့လို့ညီအောင်လို့အဲ့လိုလေးညီအောင်ပြောပါတော့။အဲဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးပြီးရင်ဒါဒီဟွာပေါ့ခြီလေးတွေကိုအဆုံးတက်ခဲ့မယ်ခြီလိုက်မယ်ခုနကတော့အဲအဲ့လိုမျိုးခြီလိုက်ခြီပြီးရင်ဒါကတ်လို့ရတဲ့အနေအထားဖြစ်သွားပြီပေါ့နော်သူကဘာလုပ်လဲဆိုတော့ကော်နဲ့ကတ်မှာဆိုတော့တိတ်တော့ဒါကြီးတက်ရဆရာမလို့ပေါ့နော်သူကလည်းသူကော်နဲ့ကတ်သွားလိမ့်မယ်။ဟုတ်ပြီအပ်ပြီးရင်ဒါကျဲပြီးသွားပြီပေါ့နော်။ကျဲလေးကိုလေတခုနဲ့တခုအကွာဝေးညီအောင်လေဒီလိုမျိုးလေးလိုက်လို့ပေါ့နော်။ဒါဆိုလို့ရှိရင်သူကအဲဒီ ကျဲပုံထားထားလေးဆိုလည်းနဲ့တော့ဖြစ်တယ်အဲ့တော့ဒါလေးကိုထိတ်ထားမယ်ဒါမှမဟုတ်ဒီလိုမျိုးပေါ့ရတယ်ကိစ္စမရှိသေးဘူးဒီလိုမျိုးထားလိုက်ရဒီလိုမျိုးထားဒီနှစ်ပတ်နဲ့ကွာဝေးနေတယ်လို့ခံစားရတယ်ရတယ်ဒီလောက်ဆိုရင်ပေါ့နော်အဲဒီလိုမျိုးလေးဟုတ်ပြီအဲ့ဆိုရင်ကျဲကတ်လို့ရပြီခုနှစ်ခုကိုပေါင်းချုပ်ပြရမယ်နော်ညခုကိုပေါင်းချုပ်ဖို့ကလေသူကအယောင်ကြီးကဆက်မှာဖြစ်တော့ကြအယောင်မဆက်ချင်တော့ပြင်းနေအဲ့တော့ဒီအဖြူအောင်ချီပေါ့နော်အဖြူအောင်ချီကိုသုံးမယ်အဲ့တော့သူ့ကိုပလိုင်းခွဲလိုက်မယ်နော်သူ့ပလိုင်းလောက်ပဲထားလိုက်မယ်ဘာလို့လဲဆိုတော့သူကဆက်ရတယ်မမြင်စေချင်ဘူးအဲ့ဒါကြောင့်မို့ ဟိုလုံးဝချီချီအသားကိုလုံးဝအပြည့်မသုံးပါတော့2ပလိုင်းလောက်ပဲသုံးဖြစ်နိုင်1ပလိုင်းလောက်ပဲသုံးစီရတယ်ပေါ့ဒါပေမဲ့မခိုင်ပါဆိုလို့2ပလိုင်းလောက်သုံးလိုက်မယ်ပြီးရင်ဒီမှာအက်သေးကိုပေါ့နော်အခုကျမအက်ကလည်းနဲ့ကြီးနေရယ်အဲအဲ့ဒီအဲ့ကြီးနေအောင်နည်းနည်းအက် site သေးရယ်လို့အသေးအသေးရှင်အသေးနဲ့လောက်တော့ပို့အဆင်ပြေမှာပေါ့နော်ဟုတ်ပြီအဲ့တော့ဒါလေးကိုပေါင်းချုပ်မယ်ပေါင်းချုပ်တဲ့နေရာသူ့နေရာနဲ့သူချုပ်တက်ဖို့အရေးကြီးရယ်ပေါ့နော်အဲ့တော့ဒီမလှဘက်တွေကိုအတွင်းထဲထားမယ်အလှဘက်တွေကိုပြင်ပါထားဒီဘက်ဆိုလဲဒါအလှဘက်နော်ဒီဘက်ဆိုလဲဒါအလှဘက်ဟုတ်ပြီအဲ့လိုမျိုးဟိုညီလိုပေါ့နော် sorry ညီလိုဆိုမတူနိုင်တလားမဟုတ် လိုမျိုးဖြစ်နေမှာเนาะအဲ့တော့သူကအပေါက်ချင်းပမာဏချင်းအတူပဲဆိုတော့အရင်ဆုံးဒီအပေါက်ကနေစမယ်နော်ဒီအပေါက်ကနေစမယ်ဒီအပေါက်ကဒီအပေါက်ကဘယ်အပေါက်ဖြစ်လဲလဲတခုကျန်လာဆိုတော့အဲဒီတူတူဒီအပေါက်ဖြစ်လဲနော်ဒီအပေါက်ဖြစ်လဲဟုတ်ပြီဒီနှစ်ခုဒီလိုမျိုးချုပ်မှာပေါ့နော်အဲအဲ့ဆိုရင်စပြီးတော့ဒီအမွှေးရေးကိုစမ်းပြီးဒါလေးကိုနည်းနည်းလေးခြံခဲ့မယ် ခြံလက်ပြီးရင်ပြီးတော့နော်ဟိုလိုမျိုးချုပ်တာဒီလိုအပေါ်ကနေပေါင်းမချုံတော့ဟိုဘက်ဘီးဘီးနှစ်ခုကိုကတ်ရချုံမယ်အဲ့ဒါမှဒီချုပ်ရိုးတွေမမြင်အောင်လို့ပေါ့နော်ဟုတ်ပြီဒီအဆူနေတိတ်လည်းမတိတာတော့ပေါ့နော်အဲ့ဒါပြီးရင်ဒီအစိမ့်ဘက်ကိုရောက်ပြီးအစိမ့်ဆိုလဲအစိမ့်အစိမ့်ကြီးနော်ဟိုဘက်ကဒီဘက်ကဆိုဒီဘက်ကဆိုအစိမ့်ကလည်း၃ခုဆိုတော့သူ့နေရာနဲ့သူညီနေမှဖြစ်မယ်ပေါ့နော်အဲ့ဒါပြီးရင်ဒီဘက်ကအစိမ့်လာမယ်ဒုတိယအစိမ့်ကိုရောက်ပြီးဒီအစိမ့်လည်းလိုပဲနော်ဒါလေးကကျတော့ဒါကပြီးကျမှဖြစ်ရမယ်ဟာလေး အဲပြီးနောက်တစ်ခုတတိယအစိမ်းတတိယအစိမ်းဟိုဘက်ကလည်းအစိမ်းဒီဘက်ကလည်းအစိမ်းပါနော်အဲဒီလိုမျိုးလေးပေါင်းယူမယ်ဖြည်းဖြည်းရင်ပေါင်းချုံဒါဆိုဘာမှမပေါ်တော့နော်သူရေချုံရိုးချုံရိုင်းမပေါ်တော့နောက်မျိုးဆိုရင်ပေါ်နေသူကအယောင်ကြီးကဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်အစိမ်းပေါ်မှာအနီပေါ်အနီပေါ်တာတော့အနီပေါ်မှာအပေါ်ကပေါ်တာလို့ဆိုအဆင်မပြေဘူးအဲကြောင့်မို့ဒီလိုမျိုးဒီနီလန်ကိုတုံးလိုက်တာပါနော်ခဏခဏဆန်းလိုက်ပြီးဒီနီလန်အဆင်ပြေပေါ့အဲတော့အနီပြီးရင်ဒီရဲ့အနီတောင်ဆုံးတော့နော်ဒီအတောင်ဆုံးဒီနားလောက်ပေါ့နော်အဲအဲ့ဒါအဲ့နှစ်ခုချင်း ်ချုံတယ်။ထုတ်တဲ့ခါနေနေအကျိုးလေးတနေနေဆွဲကြည့်ပါတော့ဒီအဖြူရောင်ကျိုးလေး။ဟောပြီနော်ဒီမှာဆိုလုံးဝကွက်တည်းပဲချုပ်ရိုးချုပ်တာလုံးဝမပေါ်တော့အဲအဲ့ဒါပြီးရင်ဒီထောင်စွန်းလာမယ်။ဒီဘက်လည်းဒီဘက်လည်းဒီထောင်စွန်းလာမယ်ပေါ့နော်။ဒီကျိုးလေးကိုတင်းတင်းလေးဆွဲပြပွားရေးကြည့်ရပါတော့ဒီမှာကျွန်တော်ဒီလိုမျိုးလုံးဝကတ်နေကတ်ရချက်ရဖြစ်နေအောင်နော်အဲ့ဒါပြီးရင်အခုဒီဒီအားလေးလာမယ်ဒီဘက်ကလည်းဒီဘက် ချုပ်ထားလေခိုင်းဆိုလို့ရှိရင်ဒီအပေါ်လေးဒီလိုမျိုးဒီလိုမျိုးလေးချုပ်သွားတယ်အဲ့လိုမျိုးကြာမှလှတော့ဒီမှာလုံးဝကိုချုပ်ရချုပ်တာမပေါ့အဲ့ဒီမင်းငယ်ပဲချုပ်တာပေါ့နော်ဟိုဟိုဘက်ဒီကကြောချင်းကက်ရဲ့နော်ကြောချင်းကက်ရဲ့ချုပ်တဲ့မျိုးတုံးလိုက်တော့ပေါ့နော်ဟုတ်ပြီအဲပြီးတော့ဒီဘက်ဘယ်လဲသူ့အပေါက်နဲ့သူချုပ်သွားလိုက်မယ်နော်သူ့အပေါက်နဲ့သူချုပ်သွားလိုက်မယ်အဲ့တော့ချုပ်တာကို မအကောက်ဟာလုံးဝအပြည့်မပြတော့ဘောနော်လော်လော်လေးရယ်အဲ့တော့ဒီဒီသဘောတရားလေးသိရင်ကိုဒီမှာဘာမှချုပ်ယူလည်းမပေါ်တော့ဘောနော်လုံးဝသဘာဝအတိုင်းလေးပဲမသိရင်ကော်နဲ့ကတ်ထားပြလို့တော့ထင်ရတယ်အဲ့လိုမျိုးလေးအဆုံးထိချုပ်မယ်နော်အားဖြင့်တစ်ချက်ပြင်ပြပေးမယ်ဟုတ်ပြီဒါဆိုရင်ချုပ်ပြီးပြီဘောနော်ချုပ်ပြီးလို့ရှိရင်အဆုံးတက်မယ်ဒါလေးကိုလေးနည်းနည်းလေးပုံလှကြည်မီးဘူးလေးတိုက်လိုက်ဘောနော်ဒီမှာနည်းနည်းလေးဖောင်းသူကနှစ်ခုဆက်ထားတာဖြစ်တယ်ကျွန်တော်နည်းခုဖောင်းပေါင်းလေးဖြည့်ချင်တယ်နော်ဟုတ်ပြီအဲ့တော့အထာလေးကိုဖြတ်မယ်ဟုတ်ပြီဒါလေးလည်းဒီအစင်း ဆောရီဒီအဖြူရောင်လေးလက်ချုပ်ပြီးလောဖြတ်မယ်ပေါ့နော်ဒါလေးကိုလည်းဖြတ်ခင်းမယ်အဲ့တော့အဖြူရောင်လေးနှစ်ခုကိုလည်းနော်ဒီအစမတ်နဲ့အဆုံးမတ်နဲ့နည်းနည်းလေးခြီးပြီးလိုက်မယ်ပေါ့နော်ခါရောင်လို့ရတယ်တစ်ခါပဲခြီးလိုက်လို့ရပါတော့ဟုတ်ပြီအဲ့လုံးဝမပေါ်ဘူးနော်ဒီနီလန်လေးကလုံးဝချုပ်ရိုးမပေါ်တဲ့နီလန်လေးပေါ့အဲ့လိုမျိုးဘာလို့ချုပ်ရိုးမပေါ်လဲဆိုရင်ဒီအဖြူရောင်ခြီးရတယ်ကြိုက်တဲ့ခြီးတုံးလို့လည်းရတယ်ပေါ့အနက်ရောင်တော့အနက်ရောင်မဟုတ်ရင်ပြီးရောနော်အဲ့တော့ဒါလေးကဘာကြောင့်မပေါ်ရလဲဆိုရင်သူကဒီ full line အပြည့်မတုံးနဲ့လေ တူပလိုက်နဲ့တုံးထားလို့ပေါ့နော်အဲ့တော့သူ့ရဲ့ချုံလို့ကလုံးဝမပေါ်တော့ဘူးပေါ့နော်ဒီမှာကျန်တာလေးတွေကိုကကြီးနဲ့လိုက်ညှက်လိုက်မယ်ပေါ့နော်ညှက်ပြီးလို့ရှိရင်ဒါပြီးသွားပြီအဲ့ဒါလေးကိုမီးချစ်နဲ့မီးချစ်လေးနဲ့လိုက်ပြီးတော့သိမ်းလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါအတော်လေးပက်ရပါပြီနော်ဟိုဒီအနားစာလေးတွေလည်းအဲ့လိုမျိုးလိုက်သိမ်းလို့ရဟုတ်ကဲ့အဲ့ဒီကိုလည်းဒါလေးကိုလည်းနည်းနည်းတော့သိမ်းခဲ့တော့ကျွန်တော်တော့လေးသိမ်းလိုက်နော်အမ်ဒါဆိုရင် အပြင်ညှက်လိုက်ညှက်လိုက်ဆိုလို့ရှိရင်ဒါရိုက်ပေါ့နော်အပြင်ဒီလေးနဲ့လိုက်ချက်နော်နော်ဒါကအနောက်ဖက်ပေါ့နော်အနောက်ဖက်ကဒီမှာချိုးရီးလေးနည်းနည်းပေါ့ရယ်နော်အရှိတ်ဘက်ကလုံးဝမပေါ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဘာလုပ်မလဲဆိုရင်ဒါလေးကပ်နော်ကျယ်လေးကပ်မယ်အဲ့ကျယ်လေးရယ်နည်းနည်းဒါရှင်လေးရယ်ဟုတ်ပြီအတော့ဒီလိုမျိုးလေးပေါ့နော်ချိုးလေးဒီဘက်ကိုရောက်ဟုတ်ပြီအဲ့တော့ဒီပေါ်မှာအလက်တက်တယ်မှာဒီလေးကပ်မယ် ဆိုတဲ့အတွက်ကြောင့်ဂလူကန်ရှိရလို့ကဂလူကန်တောင်ဂလူကန်မရှိရလို့ကဒီမှာမိချင်းနဲ့အကော်ကြောင်းနဲ့ရှင်ရရပေါ့နော်အဲ့တော့ UA ယူပေါ်လိုက်ရတယ်ဒါပေမဲ့အဲ့ကောင်ကအေးအေးတဲ့ကြာလဲကြာစောင့်ရတာကြာလို့မဟုတ်ဒါလေးပဲတုံးလိုက်ပေါ့နော်အန်တိုလီကလိုက်နော်ဒီလိုလေးကလိုက်ရင်ဒါရသွားပြီအဲအဲ့လိုမျိုးလေးကလိုက်ရင်တော့ရပြောဒါပေမဲ့ဒီဘီနာလေးတဲ့ဒီလိုမျိုးလေးထွက်တယ်အဲ့ဒါဆိုလဲပေါ်လိုက်ကလေးရပေါ့နော်အခုကတော်တော်ကတ်ကြတော့ ။အဲ့ဒီလိုရှိရင်ဒီချင်းလေးလုပ်မယ်။ဒီချင်းကောင်းလေးလိုရပါတော့။ချင်းကောင်းလေးလိုရ။ yeah ဆက်ရှင်နေဒီပင်နာလေးထောင်းလေးပါနော်။အဲ့ဒါကတ်လိုက်မယ်။လို့ရှိရင်ပလာယာလေးလိုရဒီပလာယာလေးပါအဲ့ဒါ sorry ။အဲ့တော့ဒီပလာယာလေးလိုရပါတော့ဒါလေးနဲ့ဒီလိုမျိုးအဲဒါဆိုအဆုံးတက်လိုက်တော့ဆိုလုံးဝပြုတ်ကြတော့ဒါဆိုရင် ဒီမှာနိုင်ငံအလံကြီးချင်းလေးရပါပြီဒီမှာတော့အရင်ချစ်ဖို့ကောင်းတဲ့ကိုယ်နိုင်ငံအလံလေးအရင်လာရအောင်